ောင်းမဲမင်္ဂလာပါရှင်။အာစီတုဒ္ဒဆောင်ရသဆောင်ခြင်းနဲ့မှကြိုးဆိုလိုက်ပါတယ်။ဂျမကတော့စုဖြစ်ပါတယ်။အခုတကူးလာတဲ့ရောက်ပြီဆိုတော့တင်းညံပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆရာကြီးဦးတင်ညွန်ရေးသားထားတာဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ပေးကြပါဦးနော်။ဗရောက်သစ်စာကျွန်တော်တို့ဒီဥတော်ဤဗရောက်ပန်းဖွဲ့ကြပြာကိုငယ်စဉ်ကအတင်းကြားခဲ့ရပူပါသည်။ယနေ့တောင်လည်း တတတဆွဲကရွတ်ဆိုနေရစေဖြစ်သည် လာတကူးပေမှုအလားထူးပါပြီမြမြဖူးရတဲ့ခိုင်ရှေဝါဆိုသည့်ကြပြကိုတကြံနဲ့အတူရွတ်ဆိုကကြုံမိသည်သို့တော့ချက်ခုနှင့်ဗရောက်ပန်းတွေကတစ္ဆာရှိလွန်လာသည်နင်းမရွာငါမပွင့်ဆိုသည့်ခန္တီသောစိတ်ထားနဲ့တင်းခံနိုင်လွန်သောဗရောက်တစ္ဆာဖြစ်သည်မိုးကယနေ့အထိမရွာမရွာသဖြင့်သူကမပွင့်မပွင့်ရေးချမပွင့် မြန်မာတို့ကဗရောက်ကူမျိုးကပွင့်သည့်အကျဉ်းကြီးကိုတွက်ပြီးမိုးမျိုးတက်သည့်လူမျိုးတွေဖြစ်သည်။ငယ်စဉ်ကတည်းကအဘိုးအွားတို့ပြောသည့်စကားကြားရောက်မိသည်ဗရောက်သုံးကမိုးကြမှာဆိုသည့်စကားဖြစ်သည်။ဗရောက်သုံးချိန်ပွင့်မှမိုးရသည့်ရောက်မည်ဖြစ်သောကြောင့်ပူလောင်လွန်လာသည့်ဒဏ်ကိုလွတ်စေရန်မိုးကိုလဲရွာဗရောက်ကိုလည်းပွင့်စီခြင်းရသည်မှာတဘာဝကိုမြင်လို့သောမြန်မာတို့ပါသာဆရာစောကြီးဤတကြံလက်ဆောင်ဆိုသည့်ကြပြားလေးကိုတရေရပါသည်။ တင်းညံတော်ခါရကူးပေမို့တင်ဦးကတန်ဝါဝါမိုးဖြောက်ဖြောက်ရွာကိုရိုးစီမှာရွာပါစမေမရွာလင်ရွှေလွန်ပွဲကိုနှွှဲလိုက်ပါလေမြမာတို့ဤစီလုံးညီညွတ်မှုအားကိုယာသည်နှင့်ညှိကပြဆိုသည့်ထူကပြားလေးကိုလည်းနှစ်သက်မိသည် ရွာတွင်နေစဉ်ကမိုးခေါင်လွန်လျင်လွန်ဆွဲပွဲကိုအိုးစီပုံပေါင်းတွင်နှင့်ကျင်းပါကြသည် တိုက်ဆိုင်သည်ဟု ဆိုရပေမည်လားမသိတော့ လွန်ဆွဲပြီမကြမီမိုးရရတော့သည်မိုးရတော့ပျော်ကြသည်လွန်ဆွဲသည့်အချိန်ကလည်းမိုးရွာကိုရွာရမည်လတွင်မရွာသောကြောင့်စီးလုံးညီညွတ်စွာ အင်အားကိုပြခြင်းမိုးကလည်းသူ့ဝါသာသူရွာချင်းမှရွာချင်းဗရောက်တွေကလည်းမိုးထီမှဖူးငုံလေးတွေကို ထုတ်ပြခြင်းဘိုးတော်မင်းကအမရပူရရှင်မြို့တော်တွင်ယောဂဥပ္ပတ်ကြောက်ရောက်သည်ဖြင့်အသေးပြောက်များရာထိတ်လန့်လာသည်ထို့ကြောင့် ညီလာခံတွေနှိမ့်ဆောင်ကြတော့ကြောင့်ဤတို့ယောဂကဆူကို ရင်ဆိုင်ရသည်ထင်သဖြင့်တက်ကြိပြောင်းရင်တက်ကြိဖြူမီဟုဆိုလိုက်လေသည်ဇခင်တက်ကြိကိုဖျောက်ကနောက်နှစ်တို့အတင်းကူးမိသဘောဖြစ်သည် ထိုအခါတွင်အမကြီးဥပုံဦးတယောက်သာဇက်ကြလက်ကြပြန်လျှောက်တင်ဝန်သူရှိသည်ယောဂကဘေးကိုရင်ဆိုင်ရခြင်းမှာနှစ်ကူးခြင်းမကူးခြင်းတက်ကြိဖြူခြင်းမဖြူခြင်းနဲ့မဆိုင် ရာသီဥဒုကဖောက်ပြန်လျင် ယောဂတွေကလည်းဖောက်လဲဖောက်ပြန်ဖြစ်တတ်သည့်သဘောရှိသည်တရဝါများဘေးကင်းရန်ရည်စူးပြီးအာနာကိုအတင်းပြထန်းလျင်ပြထန်းသည့်အာနာဆိုသည်မှာအားလုံးကလေးစားလိုက်နာမှသိလျော်မည်တင်းညံကိုစော့ကြခိုင်းပြီးနှစ်ကိုအတင်းကူးခိုင်းလိုက်ခြင်းဖြင့်မင်းမိန်အာနာကိုမလိုက်နိုင်မည်သူတွေရှိနေသည်မင်းကအမိန်ထုတ်တော်လဲမလိုက်နိုင်သူတွေရှိပါကတယောသလိုဖြစ်လိမ့်မည်ဟုဆိုလိုက်သည် အမတ်ကြီးဥဖော်ဦးကတင်လျှောက်ချက်မှာ အလွန်ပညာသားပါလာသည်မိမိကိုယ်ကိုမင်းဟုဆိုကတချက်လို့အမိန်နေမြင်မြပြထန်းသည်ဆိုသည်ရာသီပင်းတို့ကတော့သူ့အချင်းသူ့အခါသူပွင့်ရမည်အချင်းရောက်မှသာပွင့်ကြပါလိမ့်မည် ဥပမာဗရောက်ပန်းတွေကို အတင်းပွင့်ခံရမရမိုးကြမှသာဗရောက်ကလည်းပွင့်လိမ့်မည်မင်းမိန်နဲ့တကြံကိုစောကြကနှစ်ကို အတင်းကူးခိုင်းတော်လဲ တစ္ဆာရှိသောဗရောက်တို့ကမူစောစည်းစွာပွင့်ခိုင်းကျင်နိုင်ပွင့်ခိုင်း၍မရနိုင်ဆိုသည့်သဘောပင်ဖြစ်သည်။တကြံဆိုကမြည်တို့ပြုတ်ခိုင်းသည်ဆိုသည်ဗရောက်တွေကခေါ်ကျင်နိုင်ခေါ်၍မရ။မြန်မာတို့တင်းကျန်ဆိုသည်ကမိုးလေးကလည်းတစ်ဖြိုင်နှစ်ဖြိုင်ကြမှဗရောက်တွေကလည်းဥလိုက်သေးလိုက်ပွင့်ကမိုးနဲ့အတူနှစ်ကူးကိုကြိုဆိုနိုင်ကပြည့်ပြည့်စုံသည်ဟုဆိုရပေလိမ့်မည်။ဗရောက်တို့ကတစ္ဆာရှိလာပေသည်။ မြည်သူပင်တင်းကြံကြကြနှစ်ကို အတင်းကူကူငါတို့စောင့်မျှော်နေသူကိုရှိမိုးမလာသည်မပွင့်ကြဟု အတန်ရဖောက်ညီညီတစ္ဆာဆိုကယနေ့တိုင် တင်းခံနေကြသည်ဗရောက်တွေကချစ်စရာကောင်းလာပေသည်တင်းကြံခြင်းကျွန်တော်ကအိမ်နီးချင်းမိတ်ဆွေဦးတောင်းမြင့်ကိုဖိတ်ခေါ်ထားသဖြင့်ရောက်လာသည်လာဦးတောင်းမြင့်ထမင်းရောစပြီလားစပြီပြီဆရာအလို့ ဆရာရှိမှာအတာအိုးနဲ့ဘလို့လဲတကြံကိုကြိုးတော့မလို့လားဒီအိုးကအတာအိုးမဟုတ်ဘူးဗျမကြီးဖြော်ရီစိန်ထားတဲ့အိုးခမည်းကိုမကြီးဖြော်ရီတိုက်မလို့ခေါ်လိုက်တာဟာကောင်းလိုက်တာဆရာရဲ့မကြီးဖြော်ရီနဲ့ဒီရသည်ကဓာတ်တဲ့တာပေါ့ဆရာကမြေဦးလေးချထားတော့တကြံကြုံမဲလို့ထင်းနေတာကျွန်တော်ဘဝမှာဘယ်တော့မှမလုပ်ခဲ့တဲ့အလုပ်ပဲဗျဘာဖြစ်လို့လဲဆရာ ခက်ဆက်ဆက်ဟိုးဘရင်ခေကလေးကပုံနာတွေဘရင်ကိုထဲခဲ့တဲ့ဂျင်းကြီးသားကြီးကိုအယုံကြည်မရှိလို့ပေါ့ဆရာကတော့လှုပ်ပြီးဘဟုတုတတော့ရည်ပေါ့ပြောပါအောင်ဆရာ gain မကြီးဖြော်ရည်လေးတစ်ခွက်လောက်တောက်လိုက်ပါဦးကျွန်တော်တို့နှစ်ယောက်မကြီးဖြော်ရည်တစ်ယောက်တစ်ခွက်တောက်လိုက်ကြသည်ကောင်းလိုက်တာဆရာကြီးဝမ်းထဲကိုအေးသွားတာပဲအပူဒဏ်ကိုဒီလိုကာဝဲတာကောင်းလားပေါ့ပြောပါအောင်ဆရာဆရာပြောတဲ့ဂျင်းကြီးသားဆိုတာ ဒီလိုဗျတင်းကြံဆိုတာတင်းကန်တာဆိုတဲ့ပါဠိပုတ်ကဖြစ်လာတာတင်းကန်တာကိုတက္ကရာလို့ရာရင်နဲ့ဖတ်လိုက်တော့တင်းကြံဆိုပြီးဖြစ်လာတဲ့ပေါ့တင်းကန်တာဆိုတာဘာအဓိပ္ပာယ်လဲဆရာတင်းကန်တာဆိုတာကူပြောင်းခြင်းတဏှာမှတဏှာကိုရောက်ခြင်းလို့အဓိပ္ပာယ်ရတယ်ကျွန်တော်တို့မြန်မာတွေရဲ့ဆနလရသည်ပွဲထဲမှာတင်းကြံပွဲဆိုပြီးဖြစ်လာရတာက နောက်ခံသမိုင်းနဲ့ဘာနဲ့ရှိနေတော့သမိုင်းကြောင်းကိုသိထားတော့ကောင်းတာပေါ့ ဓာတ်နဲ့ဆရာတင်းကျန်ဆိုတာမြမကောင်ကိုတလက်ကနေတလက်ပြောင်းတာဆိုဆရာအဲ့ဒီချင်းကကျွန်တော်တို့မြမအယူဝါဒမဟုတ်ဘူးဗျဟိန္ဒူတွေရဲ့အယူဝါဒနဲ့ဒလီထုံးစံတွေမြန်မာနိုင်ငံနဲ့ရောက်လာတာတကြတာကေဝင်မင်းတို့စိုးစံတဲ့တကောင်းခေကလေးကဗီရင်ပညာရှိပုံနာတွေမြန်မာနိုင်ငံနဲ့ရောက်လာပြီးမြန်မာဘရင်တွေလက်အောက်မှာဝင်ရောက်မှုထမ်းကြတယ်အဲ့ဒီပုံနာတွေကမဟာသင်းညင်စာဆိုတာနဲ့ အကြံဖန်လောက်ကြရာကချို့တို့လူမျိုးဘရင်တွေကလည်းကိုရင်ကျင်းမှုရောင်းရောင်းအမှတ်ဆွဲခဲ့ကြတာတွေပေါ့ကျွန်တော်ကကျွန်တော်တို့ရင်ကျင်းမှုထင်းနေတာဆရာရဲ့ပုံနာတွေကတရားမင်းနဲ့မြန်မာမင်းကို အချင်းပြေပြီးတဝါလမိုင်းဆရာထက်မှာအဆုံးဖြတ်ဝင်တာတွေမြန်မာမင်းရှင်းလို့တရားမင်းကမြန်မာမင်းဦးခေါင်ကိုဖျက်ပြီးနေသမီးခုနှစ်ဘုတ်ကိုအလှဲ့ကြကင်ဆောင်စေတာတွေ နတ်သမီးတစ်ပါးလက်ကနေနောက်တစ်ပါးလက်ကိုပြမကောင်ပြောင်းပေးတာတစ်နှစ်ကြာတာတွေအဲ့ဒီပြောင်းပေးခြင်းကိုအတာအသင်းချံပွဲကျင်းပရမယ်ဆိုတာပုံနာတွေအကြံဖန်လုပ်တဲ့အတိုင်းဘယင်းလေးကအစဉ်အဆက်လိုက်နာကျင်းသုံးခဲ့တဲ့အကြံဖန်တင်းညံခြင်းသမိုင်းကြီးပေါ့ဗျာဆရာရဲ့ပြမကောင်ကဘယ်နေရာမှာထားလို့မရလို့နတ်သမီးတွေကအကင်ထားရတာမဟုတ်လားအေးဗျာတင်းကျင်ကြရင်တရားမင်းကလူပြည်ကိုဆင်းလာပြီးမကောင်းမှုမလုပ်ကြနဲ့ တရားမင်းကအခွေးတရည်နဲ့မှတ်သွားလိမ့်မယ်ဆိုတာကျွန်တော်တို့လည်းငငယ်ကလေးကလူကြီးတွေပြောတော့ရုံးခဲ့တာပေါ့တရားစင်းကြီးကတကြံကြပြီတဲ့တရားတက်ချင်းကတကြံတက်ပြီတဲ့တရားကလည်းလူပြူကိုဆင်းလိုက်ရင်အကောင်တကောင်ကောင်ကိုစီးဆင်းလာသည်ပြီးတော့တရားပါကင်လာတယ်လဲဆိုတာလဲပြေတနာကြီးတစ်ခုပဲဗျလှန်ကိုင်းလာရင်စစ်မဲ့ဖြစ်ပွားမှာတို့တောင်ဝေးကင်လာရင်တိုင်းပြည်သားရွာပြောမှာတို့မိုးကောင်းမှာတို့ ဂလုံစီးစင်ရင်လေပြင်းကြမယ်။နှကားစီးစင်ရင်မိုးကောင်းမယ်ဆိုတာတွေဟာတင်းကြံစာထွင်လုံးတွေပါ။အဲ့ဒီထွင်လုံးတွေမှာကျွန်တော်တို့အမှိုင်းမိနေကြတာ။ကျွန်တော်လည်းတင်းကြံစာကိုရှုံတာပဲဆရာ။ဒါပေမဲ့မဝေဖြစ်တာတော့ကြပါပြီ။ခမရစောစောကမိတဲ့နတ်သမီးတွေပြမကောင်းကိုအလှဲ့ကြကင်ထားတဲ့ပြဿနာကိုဘိုးတော်မင်းတရားကြီးကိုယ်တိုင်လဲ1151ခုနှစ်ကပုံနာပညာရှိတွေကိုမေးဘူးတယ်။ ဂျမမင်းဦးကောင်ကိုနေသမီးတွေကဘာကြောင့်အလှဲ့ချသိမ့်ပတ်ရတာလဲတရားမင်းကဘာဖြစ်လို့စောင်ပုတ်မိစဓမ္မပစိန်တွေခြင်ပြီးဆင်းရတာလဲတင်းကြံစားဆိုတာမိသည့်ရည်သူတွေကစတင်တီထွင် ဟောကြားခဲ့တာလဲဆိုတာတွေကို ပုံနာတွေကိုမေးတော့ပုံနာတွေကိုတိုင်းတောင်တည်တည်ချာချာမဖြေနိုင်လို့ဘိုးတော်မင်းတရားကြီးစိတ်ပြက်ခဲ့ရတယ်ဆိုတဲ့မှတ်တမ်းတွေတောင်ရှိသေးတယ်ဆရာတင်းကြံစားဆိုတာဖျားဟောမဟုတ်ဘူးလားခင်ဗျကျင်ကြီးဆရာဗျာ ။တင်းကြံစာဆိုတာဖျားဟောမဟုတ်ပါဘူး။ဖျားဟောဒေသနာထဲမှာလည်းမပါပါဘူး။ဘီရင်ကျန်းပညာရှင်တွေကဘီရင်အတက်ပညာတွေနဲ့နိုင်ငံတော်အတွက်တနစ်စွာဟောစတဲ့နေပါ။အဲ့ဒီတင်းကြံစာမှာတိုက်ဆိုင်ပြီးမှန်သွားတာတွေရှိသလိုအလွဲကြီးလွဲသွားတာတွေလည်းရှိတာပဲ။ဒါပေမဲ့မြန်မာဘီရင်တွေလက်ထက်မှာသတင်းစာရေဒီယိုသတင်းတွေမရှိတော့တောသူတောင်သားအများစုဟာအဲ့ဒီတင်းကြံစာဆိုတာကြီးကိုပဲအာကိုအာထာပြုတ်နေကြရတာပေါ့။ ဘယင်ခေတ်ကဘယင်ကိုယ်တိုင်တင်းညံစာကိုဖြန့်ခဲ့တာပဲကိုလိုနီခေတ်မှာလည်းတင်းညံစာကိုရိုက်ပြီးဖြန့်တာပဲဒါပေမဲ့အခုခေတ်ကတော့ဤပညာခေတ်လေဗျာမိုးလေဝသသတင်းတွေကိုသိမြင်ကြရတာတွေကချက်ချင်းဖြစ်လာတော့လူငယ်တွေအနေနဲ့တင်းညံစာဆိုတာဖက်ဖူးမယ်တောင်မထင်တော့ပါဘူးကျွန်တော်လည်းမဝယ်တော့တာနှစ်ပေါင်းမနေတော့ပါဘူးဆရာဒီနေ့မိုးရမယ်ဒီနေ့အေးမယ်ဆိုတာတွေများသမီးကပြောရင်တန်းနေတာပဲ ခမည်းသမီးကဘယ်ရသိတယ်လဲဆရာနဲ့ခေလူငယ်တွေလေဗျာ Facebook ဆိုတာတွေကနေသိတဲ့သူတို့ကိုယ်တိုင်ကလည်းအဖေတကြံစာတွေကိုမယုံနဲ့လို့ကျွန်တော်ကိုနားသွင်းနေတာဆရာနဲ့တွေ့မှာပဲဆုံဖြတ်ချက်ကိုချနိုင်တော့တယ်ကျွန်တော်တို့လည်းဂျင်းမိနေကြတာပေါ့နော်အစင်လားဆိုတာလက်ခံရတာတွေရှိသလိုပယ်ရတာတွေလည်းရှိတာပေါ့ဗျာတင်းကြံဆိုတာ ပြည်ခလေးနဲ့အနန္တတွေးထတာလေးတွေကိုရင်ရင်ကြီးကြီးပပြန်းညရင်ဥတီချက်ရောရင်ချင်းမှုအရာရောလက်မခံနိုင်ကြမရှိပါဘူး။ဒါပေမဲ့အသိဉာဏ်ကြချိန်မှာအယံမူးပြီးလှက်ပတ်ဆဲခွင့်စော်ကားခွင့်လိုင်းစင်ရတယ်လို့လို့တာတော့ရင်ချင်းမှုအရာဘလို့မှလက်မခံနိုင်ဘူးဗျ။ဓမ္မဝရရဲမှာတောင်ဘုရားရှင်ကသိဉာဏ်ပွဲနဲ့တူတဲ့ဘာလနက္ခတ္တပွဲဆိုတာကိုနှိမ့်ညွှန်ခြင်းမရှိကြောင်းပြဆိုထားတာပဲ။ ဆရာကြီးဒီเจ้าနေကိုလူတွေဘာကြောင့်မသိကြတာလဲစာမဖတ်ကြဘူးလေဗျာကျွန်တော်ဒီเจ้าနေပြောနေတာကလည်းကိုယ်တိုင်တီထင်ပြောနေတာမှမဟုတ်တာစာတွေထဲမှာခေဆက်ဆက်ပညာရှင်တွေကသိဉဏ်လုံးဆက်ဆိုတာတွေကိုရေးသားထားခဲ့ပြီးသားလူတွေကကိုလုတ်ချင်တာကိုယုံကြည်ချင်တာကိုကူးကွယ်ချင်တာတခုကိုဆွဲထားတော့အမှန်တွေပြောက်ပြီးအမားတွေရောက်နေတော့တာပေါ့ စာမဖတ်လေဂျင်းထဲတဲ့သူတွေကဂျင်းတွေထည့်ပြီးစီးဝါရှာလို့ကောင်းလေဖြစ်နေတာပေါ့ပြည်သူဗန္နာတွေတုံးပြီးငွေဖြုံးနာနဲ့တန်အောင်မိုးပျော်ဂျိုးပျော်တွေတရီထားပါဗျာကိုယ်တိုင်စာဖတ်ကြည့်ပါဂျေဇုပါဆရာကျွန်တော်ကတော့တင်းညံစာကိုဖះဟောမှတ်နေတာဆရာပြောမှာပဲအတင်းသွင်းထားတဲ့ဂျင်းကြီးသားကြီးမှန်တိတော်တာဂျင်းညွန်ကိုကမြမဆွေဆောင်ချင်းအတွဲ73ဆက်နရာတိမြမရိုးရပွဲတော်များ ဦးရင်နိုင်တကြားရေစင်းရင်လေမြင်းမြန်စင်းကတ္တပဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးကာလကြာတော့သာသနာဆော့ရုပ်ပါတော့တယ်သာသနာဆော့ရုပ်တော့ယဟန်တွေ လူလိုကျင့်လူလိုနေလူလိုပြောလူလိုအသက်မွေးကြတော့တယ်ယဟန်တွေအကုသိုလ်လုပ်နေတော့တေလွန်တဲ့အခါ衲ပြည်ရောက်သူနဲလာတယ်တကြမင်းကနှက်ပြီသကောင်စင်းကောက်တော့နှက်သားတွေနှက်သမီးတွေနှဲတဲ့နှဲလာတာတွေ့ပြီးလူပြီကိုကြည့်လိုက်တယ် အလုံးစီးဆောင်ရမယ်ပုံကူတွေကစပြီးစီးဖောက်လွတ်ပြည်ကြီးကမောက်ကမဖြစ်အရေးချုံတွေလွှမ်းမိုးပြီးလောကပြက်နေပါပေါ့လားဒါကြောင့်နှက်ပြည်နှက်ဥယေမတိုးတာပေါ့မဖြစ်သေးဘူးဆိုပြီးတကြားမင်းကမာတလိကိုခေါ်တယ်မာတလိကိုခွေးနဲ့ကြီးတကောင်လို့ဖန်ဆင်းလိုက်တယ်ခွေးနဲ့ကြီးဟာဘလောက်ကြီးတယ်လဲဆိုရင်အစွေတကြောင်ကငှက်ပြိုးဘူးလောက်ရှိတဲ့ ုံဆောင်မိမတွေအဲ့ဒီခွေးကိုတွေးလိုက်ရင်လန့်ဖြက်ပြီးကုံပြက်ကြသွားလောက်အောင်ကိုခွေးကြီးကိုကြောက်စရာဖန်ဆင်းထားတာတကြားမင်းကသူ့ကိုယ်သူလည်းကြောက်စရာမဟုတ်ဆိုးရအောင်ဖန်ဆင်းတယ်လေးကိုတစ်ဖက်ထန်းခွေးကိုကျိုးဆွဲပြီးလူပြီကိုတကြားဆင်းတယ်တကြံကြောင့်မဟုတ်ဘူးရဟန်းတွေ ဖောက်ပြန်နေတာကိုဆုံးမပြီးသာသနာတော်နှစ်ပေါင်းတထောင်တီအန်းဆိုတဲ့အဋိဌာန်နဲ့ဆင်းလာတာမုတ်ဆိုးကလည်းအသွင်ကျန်းကြောက်စရာ ခွေးရလည်းကြီးလိုက်တာနဲ့တွေးထွက်ကြခြင်းစရာမြို့ထဲမှာလှဲ့နေတော့လူတွေလည်းကြောက်လန့်ပြီးထွက်ပြေးအိမ်တကားတွေပိတ်အပြင်းတောင်မထက်ရဲတော့ဘူးမုတ်ဆိုးတကြားနဲ့ခွေးမာတလီတို့ဟာနန်းတော်ကိုသွားတယ်ဥတီနဂါမင်းနန်းရှည်ရောက်တော့ခွေးကြီးကဟောင်းတော့တာပဲခွေးဟောင်းတန်ကကြောက်စရာကောင်းလို့လို့ထွက်ပြေးပြီးနန်းတကားပိတ်ထားရတယ်ခွေးကမယံမနာဆက်ဟောင်းတယ်တာမန်ခွေးမဟုတ်တော့ အတန်ကမခံမြဲနိုင်လောက်အောင်ဖြစ်လာတာနဲ့ဥတိနကမင်းလဲနန်းတကားကနေဟဲ့မဟုတ်ဆိုနင်ခွေဟောင်းလွန်လာတယ်ကြောက်ပါပြီဘာကြောင့်များလဲမင်းကြီးငါခွေစာလို့ဟောင်းတယ်မင်းကြီးကလည်းမင်းချင်းတွေကိုထမင်းတွေထုတ်ကြွေးခိုင်းတယ်နန်းတော်ထဲရှိတဲ့ထမင်းဟင်းအလုံးကုန်သွားတယ်ခွေရစဟောင်းတယ်ဟဲ့မဟုတ်ဆိုဘာဖြစ်တယ်လဲငါခွေမဝသေးဘူး တတိုင်းပြည်လုံးကထမင်းဟင်းတွေလာကြွေးလေခွေးရအကုန်စားတယ်မဝလို့ဆက်ဟောင်းတယ်ခွေးဟောင်းနဲ့နားမခံသာလို့တော့ဘယင်လဲမုတ်ဆိုးကိုဘလောက်တွေ့တွေ့ဘာကြောင့်ဟောင်းနေရသလဲလို့တောင်းပန်ပြီးမေးရတော့တယ်မင်းကြီးငါခွေးဟာထမင်းတားငါတွေစားလို့တာမဟုတ်တရားပြက်နေတဲ့သူတွေကိုစားလို့တော့ကြောင့်ဟောင်းနေတာအဲ့ဒီတရားပြက်နေတဲ့လူတွေကို မစားရမချင်းရမှာမဟုတ်ဘူးကြရင်ငါလည်းထိနေမှာမဟုတ်တော့ဘူး တရားပြက်နေတဲ့လူတွေစီခွေးကိုလှုပ်ပေးရတော့မယ်။မုံစိုးကြီးတင်ခွေးဟာတွေးသည်မလူတွေကိုကြိုက်ဖြတ်စားမှာလား။မင်းကြီးတင်ကန်းဟုတ်တပိတ်ဆွဲဥပြီးတုံးပြီးရဟန်းလိုမကျင့်လူလိုကျင့်နေတဲ့သူတွေကိုတွေ့ရင်ငါခွေးကိုလှုပ်လိုက်မယ်။သာသနာတော်ကိုမဆောင်းလျှောက်တဲ့ရဟန်းရုပ်တွေကိုတွေ့လျင်ငါခွေးကိုလှုပ်ရလိမ့်မယ်။မုံစိုးသကြားပြောသွားတဲ့လူယုံမာတွေကတော့အများကြီးပါ။ဆရာတွေဖြစ်ပြီး အဖို့အခယူတင် जा သူတွေအိုမင်းနဲ့အမိဖတွေကို မဆောင်လျှောက်သူတွေမိဘတွေကိုဆဲရီးတိုင်းထွာပြီးရုံမစွာပြန်ပြောသူတွေသူ့မယားကိုမယားပြင်မာနေကြသူတွေတနာလွန်ကျူးသူတွေတခုဓမြလူရုပ်တွေလူသက်လူလိန်လူညစ်ပတ်တွေတွေ့ရင် သူခွေးကိုလှုပ်ပြီးစားခိုင်းမယ်လို့မုတ်ဆိုးတရားကပရင်ကိုပြောလိုက်ပါတယ်ဒီနေ့တရားမင်းကတကြံမှာဘာကိုစီးဘာကိုကင်ပြီးတော့စဉ်းသလဲတော့မသိဘူး ဂျားပြက်အစီအစဉ်နေနဲ့မုတ်ဆိုးအသွင်ဆောင် ခွေးနဲ့ကြီးဆွဲပြီးတော့များဆင်းလာရင်တီလာကြောင်တွေပြေးပြီးတော့ပုံးပြီးတော့သာသနာနှစ်ပေါင်းတစ်ထောင်ပြည့်တစ်ထောင်တည်စေအောင်ရှိရှိဖျားရှင်များလက်ထက်ကလေးကတကြမင်းနဲ့မာတလိညှိပြီးတုတ်တင်မှုကြံခဲ့တာဖျားဟောမှရှိပါတယ်ဗျာကဲတကြနဲ့မာတလိဆင်းရင်လေတကြမတိုင်းမီမြန်မြန်ဆင်းရှင်းစရာရှိတာတွေရှင်းသွားပြီတော့လူပြည်မှာလဲတကြံပိတ်ရဲ့ဝီရောရီတွေနဲ့ပြဿနာတက်နေတာ ဆင်းလာရင်တော့ကြိုပြီးကြညာတကြံအတွက်မဟုတ်ကြားပြတ်အစီစဉ်ဆိုတာရှင်ညွန်း950နိဘတ်တော်မဟာကဏ္ဍကဆက်တင်ညွန်းအဘိနာစင်ငယ်ကြသူတူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်နောက်ထပ်ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေသုတရတဆောင်းပါတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံးပဲ 毕竟，这嘛，这娃子是。